မင်္ဂလာပါရှင်။ငားရဲ့ငားလာမှာ17ရက်ငားလာ2025တပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာအလုတ်နဲ့ပတ်သက်ပြီးတော့အခက်အခဲတွေတစ်ခုပြီးတစ်ခုကြုံရတတ်တယ်။နောက်ပြီးတော့အလုတ်ကိစ္စမှာလည်းပဲစကားပြောဆိုတဲ့အခါအနေငယ်ပြဿနာလေးတွေရှိတယ်လို့တွေ့ရတယ်။ဒါကြောင့်ပြောဆက်ပါတော့။ တန်မိုးကြီးသောပစ္စည်းများထွက်တတ်ပါတယ်အဲ့တော့ထွက်တယ်ဆိုတာကမိမိကအသုံးလိုလိုထွက်သွားရင်တော်ရဲ့အဲ့ဒီလိုမျိုးမဟုတ်ပဲတဲ့ပစ္စည်းတွေပျောက်တာနောက်ပြီးတော့အခိုးခံရတာဒီလိုတွေဖြစ်တတ်ပါတယ်မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အကူအညီတောက်ပံ့ကောင်းတဲ့ရဖို့ဖြစ်နေပါတယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရများစီစဉ်တကြအစီအစဉ်မှုတွေအရန်ကောင်းနေနောက်တစ်ခုကအိမ်ဝယ်မယ်ဆိုပြီးတော့လုပ်ထားတဲ့ကိစ္စလေးတွေလည်းဝယ်ပစ်သွားမယ်လို့တွေ့ရပါတယ်ရှင်မြူသားချင်းနဲ့ပတ်သက်ပြီးတော့ one name စီယား ထိခိုက်စရာကြည်ကွင်းစရာမျိုးတွေကြုံရတတ်ပါတယ်ရန်အတိုက်ခိုက်ရှိနေတဲ့သတိထားပါနော်မိမိကိုမနာလိုတဲ့သူမိမိကိုပြန်ဆိုင်နေတဲ့သူမိမိကိုတိုက်ခိုက်နေတဲ့သူဒီလိုလေးတွေရှိတဲ့အတွက်ကြောင့်ဘာသာရေးကိုအရင်ကထည့်ပို့ပြီးတော့လုပ်စီချင်ပါတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့ပြိပခါတွေဖြစ်တတ်တယ်အဲ့တော့ပြိပခါဆိုတာအစင်မပြေမှုတွေစတိုင်ကြုံရတတ်တယ်အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့မိမိနဲ့ကြားထဲမှာအထင်လွဲစရာအကြောင်းတစ်ခုမဟုတ်တစ်ခုကြုံရတတ်တယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်က မိမိအပေါ်မှာလူလီသေးမရှိမိမိအပေါ်မှာပံမှုပေးတာထောက်ပံ့ပေးတာဒီလိုလေးတွေ့ရပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဂယုစိုက်ပါဖြစ်တဲ့တဲ့ယောဂဝေဒနာဟာဒူးကောင်းလေအကျောညက်သွားတာဒါမှမဟုတ်ရင်လည်းခြေထောက်တွေအထိုင်အထမကောင်းတာဒါလေးတွေဖြစ်တတ်ပါတယ် အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုရင်အလုပ်နဲ့ပတ်သက်ပြီးတော့ကိုယ်တည်အလုပ်လုပ်ရတာအခက်အခဲလေးတွေရှိတယ်၊ပြဿနာလေးတွေရှိတယ်၊စကားလေးတွေပြောဆိုနေရတယ်၊ဒီအတွက်ကြောင့်ပူပန်နေရတယ်။ဒါကြောင့်မငြိမ်းချမ်းသေးပါ။ကံနဲ့ပတ်သက်ပြီးတော့ကံအားနေပါလေ။ဒါ့ပေမဲ့ထီထူးကံဆန်းကျင်နေဆိုရင်တော့တစ်တလုံးထီထူးကံဆန်းလို့ရပါတယ်။ဝိကြီးတက်လာပါများပွန်လန်းစီမေတပတ်တာလို့တွေ့ရပါတယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပုံမှန်မှုတွေချုံငုံပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ခရီးသွားမဲ့ကိစ္စတွေပြည်တွင်းမဲ့ဖြစ်ဖြစ်ပြည်ပပဲဖြစ်ဖြစ်ဒီလိုလုပ်ထားတဲ့ကိစ္စရဲ့မှန်သမျှခရီးနဲ့ပတ်သက်တဲ့ကိစ္စရဲ့မှန်သမျှအစီအပြေစီတဲ့အောင်မြင်စီတဲ့ချောမွေ့စီတွေမျိုးတွေ့ရပါတယ်ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့အတွက်ကံထောက်ပံ့ဖြစ်စီတဲ့ရည်ရာကောင်းလေးဆရာမပေးချင်ပါတယ်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရည်ရာက ဘယ်ညက်မစိုးနှက်ငါးကောင်လှုပ်ပေးပြီးတော့မိမိခက်ခဲနေတဲ့အရာတွေအားလုံးကိုအစီအပြေအောင်မြင်သွားမယ်လို့တွေးရပါတယ်ရှင်။တနင်္လာသားသမီးချင်းပြည့်စွေရဲ့အလုပ်ကိန်းကဒီစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်။တနင်္လာသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့အင်မတန်မှကြံအားကောင်းနေပါတယ်မိမိပြောဆိုတဲ့အတိုင်းမိမိလုပ်ချင်တဲ့ဆန္ဒအတိုင်းလုပ်ငန်းကိစ္စအဝဝအောင်မြင်စေမဲ့တပတ်တာလို့မြင်ပါတယ်ရောင်းရင်းဝယ်ရအဖျားပြဆွေလည်းရောင်းပန်းဝယ်ပန်းဒီပွင့်လန်းစေမဲ့တပတ်တာပါ တန်မိုးကြီးရဲ့ပစ္စည်းတွေထွက်တတ်ပါတယ်ဒါကတော့မိမိအနေနဲ့အိမ်ရောင်းချင်တာဓမ္မဝင်ကြီးရောင်းချင်တာဓမ္မဝင်ခြံဝိုင်းတွေရောင်းချင်တာဓမ္မမို့ကားရောင်းချင်တာဒီလိုမျိုးတန်မိုးကြီးရဲ့ပစ္စည်းကိုရောင်းထွက်စီလို့တွေ့ရပါတယ်မိတ်ဆွေကောင်းတဲ့နဲ့ပတ်သက်ပြီးတော့ကုညီမှုတွေထောက်ပံ့မှုတွေပံ့ပိုးမှုတွေရရှိစေမဲ့တပတ်တာပါ။အိမ်နဲ့ပတ်သက်ရင်တော့အရင်စိတ်ရှုပ်နေရပါလိမ့်မယ်။အိမ်ပေါ်မှာစိတ်တိုင်းနေကြတာအိမ်ကလည်းပြပြပြောရင်လက်မခံတာမျိုးတွေဖြစ်တတ်ပါရဲ့။ ရှင်မျိုးသားချင်းစီကမထင်မှတ်တဲ့အကူအညီတောက်ပံ့ကောင်းတွေရဖို့ရှိနေပါလေ။ရန်အနေနဲ့တိုက်ခိုက်လုံးဝလုံးဝမတွေ့ရပါဘူးရှင်။အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာအင်တန်ပွင့်နေတယ်၊လူကြည့်လူခင်ပေါ်နေတယ်၊ချစ်သူရှိနေတယ်လို့ဆိုရင်တော့ပြဿနာရှိတာပေါ့နော်။ချစ်သူရှိနေပါလျက်နဲ့အခြားသူတွေရဲ့စိတ်ဝင်စားခြင်းကိုခံရတတ်ပါလေ။အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်ကမိမိအပေါ်မှာငွေကြီးတော်၎င်း၊လုပ်ငန်းကိစ္စတော်၎င်းဒီလိုအကျဉာဏ်ကောင်းလေးတွေအပြည့်အဝ ပြီးလာမယ်တူတွေ့ရပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်စူးစူးလုံးဝမရှိပါဘူးရှင်။ရခင်ကလေးကကျမ်းမာရေးယောဂဝေဒနာခံစားနေရတဲ့တနစ်လာသားသမီးချစ်မိတ်ဆွေဆိုရင်ဒီတစ်ပတ်မှာအနာနယ်ဆေးနဲ့တွေ့ပြီ။ဆရာကောင်းသမားကောင်းတွေ့ပါပြီ။စီကူတာမှုအောင်မြင်စေမဲ့တစ်ပတ်တာလို့မြင်ပါတယ်။ အေးချမ်းချင်းငြင်းချမ်းချင်းတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိတီဘာလေးပဲလှုပ်လိုက်လှုပ်လိုက်ကိုလှုပ်ရတဲ့ကိစ္စလေးတွေမှာအခက်ခဲလေးတွေကြားနေပြီးတော့မှရင်ဆိုင်ကြုံတော့ရပဲကိစ္စလေးရှိတဲ့အတွက်ကြောင့်မအေးချမ်းသေးလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံကအလွန်ကောင်းနေပါတယ်။ထီတိုကန်ဆန်ပဲဆိုရင်တော့6တလုံးထီတိုကန်ဆန်လို့ရပါတယ်။ဝင်လာတော့ဝီကြီးတွေမိမိလက်ထဲမှာဆိုရင်အဖက်မတည်တတ်ဘူးဒါကြောင့်မိမိကတကယ်လုံးချုံစိတ်ချရတဲ့နေရာတွေမှာထားမယ်ဆိုရင်ပို့ပြီးတော့မှအဆင်ပြေပါတယ် အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးတော့မတွေ့ရဘူးဒါပေမဲ့ကိုလှုပ်ရတဲ့ကိစ္စလေးတွေကိုပြောရတဲ့ကိစ္စလေးတွေဆိုရင်တစ်ချိန်တစ်ခါတည်းနဲ့မပြီးပဲနဲ့နှစ်ချိန်နှစ်ခါပြောဆိုရတာမျိုးလေးတော့ကျွန်တော်တက်ပါတယ်ဒီတော့ဒီနေ့မှာသားသမီးချင်းမိတ်ဆွေတွေကံထောက်ဖက်ဖြစ်စေတဲ့ရေရရာကောင်းကြီးဆရာမပေးချင်ပါတယ်တနင်္လာသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရွက်မဲ့ရေရရာကတန်ဃာတော်ကို နန်းကြီးသုံးလူတန်းချင်းဖြင့်ဆုံးလောင်းလူချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာပြည်လေသွားမိလူတွေ့ရပါတယ်ရှင်။အင်္ဂါသောသမီးချင်းပြည်ဆွေရဲ့လောက်ကင်ကလည်းစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။အင်္ဂါသောသမီးချင်းပြည်ဆွေအလောက်ကင်ဒီအရန်ကောင်းနေအလုံးနဲ့ပတ်သက်ပြီးတော့ညီအောင်ကောင်းတွေလည်းရတဲ့တင်အယောင်းဝင်တဲ့ပတ်သက်ပြီးဆိုရင်လည်းရောင်းပန်းဝယ်ပန်းတွေပွင့်လန်းစီတွေမိမိကဘာလေးပဲရောင်းလဲရောင်းလိုက်အယောင်းဝင်ကောင်းပြီပဲတပတ်တာလို့တွေ့ရပါတယ်။ တန်မှုကြီးသောပြည်စီများဝင်လာဖို့ရှိနေပါသည်မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အကူအညီကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေတယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စသင်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအလွန်ကောင်းနေပါသည်စီမှုသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်စရာစိတ်ညစ်စရာတစ်ခုပြီးတစ်ခုကြုံရတတ်ပါသည်ရန်အန်ဒီရေစူးစူးဝါမရှိပါဘူးရှင်မိမိကအချစ်သူခင်သူတွေပေါ်နေတဲ့တပတ်တာလို့လည်းမြင်ပါတယ် အခြေအနေနဲ့ပတ်သက်ပြီးတော့အေးနေမယ်ငြိမ်နေမယ်အေးစစ်စစ်လေးဖြတ်တန်းနေရမယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်အလှူတန်းလေးတွေမိသားစုလိုက်လှုပ်ဆောင်နေရတာမျိုးကြုံတွေ့ရမှာပဲဖြစ်ပါတယ်ကျမကြီးနဲ့ပတ်သက်ရင်တော့အဆိုးကျိုးမရှိဘူးသို့ပေမဲ့အေးပတ်တာတရားလေးတော့ခံစားတည်တည်ဒါကြောင့်အနေတိုင်းပြုဆိုင်ပါလို့အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမဲ့တပတ်တာလို့မြင်ပါတယ်ကိုလှုပ်ဆောင်ရမယ့်တိစရက်ဒီအစီအစဉ်တကြနဲ့ပုံစံလေးချပြီးတော့လှုပ်ဆောင်နိုင်မယ်တယ်မှာပါပါတယ် ဆိုင်ရွက်စာရဲနဲ့ပတ်သက်တာစာချုပ်စာရဲနဲ့ပတ်သက်ပြီးတော့ချုပ်ဆိုတဲ့ကိစ္စလက်မှတ်ထိုးတဲ့ကိစ္စမှာအမှားအယွင်းလေးတွေဖြစ်တဲ့တည်းဒါလေးကိုတော့သတိထားပါနော်ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်ထီထူးကံဆန်းခြင်းနဲ့ဆိုရင်တော့ငါးတလုံးထီထူးကံဆန်းလို့ရပါတယ်ဝေးကြီးကိစ္စတွေခေါင်းရှုပ်ရတယ်အဲ့ဒါကရရရှိတာရောပေးရရှိတာရော အင်မတန်ခေါင်းပူနေတဲ့ခေါင်းရှုပ်နေတယ်လို့တွေ့ရပါတယ် အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာခြုံငုံပြီးကြည့်လိုက်တဲ့အခါအတိုက်ခံနေကြတဲ့ဖောက်ထွက်ပြီးအောင်မြင်ခြင်းပဲတပတ်တာလို့မြင်နေပါတယ်။ဒီတော့အင်္ဂါသားသမီးချင်းပြီးဆွေတွေကန်ထောက်ဖက်ဖြစ်စီတဲ့ရေရာကောင်းလေးဆရာမပေးခြင်းပါတယ်။အင်္ဂါသားသမီးချင်းပြီးဆွေပြုလို့ဆောင်ရမယ့်ရေရာကမိမိနေင်္ဂါဖျားမှာသမင်းနဲ့ပြောင်းမှုကြောင့်နဲ့စက္ကန့်လူတိုင်းချင်းဖြစ်ခက်ခဲနေသောတပတ်တာအလုံးစုံပြည့်နေသွားပြီလို့တွေ့ရပါတယ်ရှင်။ ဗုဒ္ဓဟူသားသမီးချင်းပြည်စုရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ဘုဒ္ဓသာသမိချင်းပြည်စုအလုံးနဲ့ပတ်သက်ပြီးတော့ပြဿနာနေနေရှိတဲ့ဂိယုဆိုင်ပါတော့အထက်လူကြီးအကြီးအကဲများရဲ့ညှိုးတော်ခံတက်ပါတယ်။ဒါကြောင့်တတိထားပါ။တန်မှုကြီးရဲ့ပစ္စည်းတွေထွက်တက်ပါတယ်။အရေးကြီးသောစာရွက်စာတမ်းများပျောက်တက်ပါတယ်ဂိယုဆိုင်ပါတော့။ မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အဖက်ဖက်ကနေအကူအညီကောင်းလေးတွေထောက်ပံ့ကောင်းလေးတွေရဖို့ရှိပါတယ်။ညီကိစ္စအမွေအနှစ်နဲ့ပတ်သက်တဲ့ကိစ္စရည်တွေစကားပြောဆိုတဲ့အခါအောင်မြင်စေဖက်တပတ်တာပါ။အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့အဆင်ပြေပါမယ်။အိမ်အယောင်းဝယ်လုပ်တာအိမ်နဲ့ပတ်သက်ပြီးတော့အိမ်ငှားတာနောက်အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ပြင်တာအိမ်ဆောက်တာဒီလိုကိစ္စလေးဆောင်ရွက်တဲ့အခါမှာအဆင်ပြေအောင်မြင်စေဖက်တပတ်တာပါ။ဆွေမျိုးသားချင်းစီကနိုင်ရေးတရင်ကြီးကြားတပါတယ်။ ရန်အနေနဲ့တိုက်ခိုက်ရှိနေတယ်ဂိမ်းဆိုင်ပါတော့မိမိသွားတယ်လာတဲ့နေရာပြောဆိုတဲ့အခါမှာပို့ပြီးတော့တတိလေးထားစီချင်ပါတယ်ကျမကြီးနဲ့ပတ်သက်ပြီးတော့စိုးကျိုးရှိတဲ့ဂိမ်းဆိုင်ပါတော့စီးဝစီခန့်တွေပြရတဲ့တည်းအခြေခြေခါခါပြနေရတယ်တခါလဲမပြီးတာမျိုးလေးဖြစ်တဲ့တည်းပို့ပြီးတော့ငွေကုန်တာမျိုးလေးလည်းကျွမ်းဝတ်တပါတယ်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့မိမိကိုယ်တိုင်အပြင်ကိုအကြီးကဲတွေအတွက်ပူပန်နေရမယ်လို့တွေ့ရပါတယ် ကံနဲ့ပတ်သက်ပြီးတော့ကံအားကောင်းနေပါတယ်။ထီထူးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီထူးကန်ဆန်းလို့ရပါတယ်။ငွေကြီးကိစ္စကြီးစကားပြောဆိုတဲ့အခါမှာအစီပြေလာပါလိမ့်မယ်။အဲ့တော့ငွေကြီးစကားပြောဆိုပြီးဆိုရင်မိမိအနေနဲ့အဆောင်ကောင်းလေးဆောင်သွားပြီးမှပြောဆိုရဲဆိုရင်ပို့ပြီးတော့ထိရောက်ပါတယ်။အဲ့ဒါကတော့ဗာလိဆောင်သွားမယ်ဆိုရင်မိမိရဲ့ပဆိုင်အိတ်ထဲမှာငွေတထောင်နဲ့အစ်တကလေးတရွက်ကိုရင်းမွေးလေးဆွပြီးတော့ဆောင်သွားရင်ငွေကြီးကိစ္စစကားပြောဆိုတဲ့အခါအဆင်ပြေစေပါတယ်။ ကန်နဲ့ပတ်သက်ပြီးတော့ကန်အားကောင်းနေပါတယ်။ထီကူထီတို့ကန်ဆန်းခြင်းနဲ့ဆိုတော့နှစ်တလုံးထီတို့ကန်ဆန်းလို့ရပါတယ်။လက်လာပါလေပွန်လန်းစီပဲတပတ်တာလို့တွေ့ရပါတယ်အဲ့တော့အားလုံးကိုချုံကုန်ပြီးတော့ဆရာမကြည့်လိုက်တဲ့အခါမှာဒီတပတ်လုံးကိုကြည့်လိုက်တာဗုဒ္ဓဦးသားသမီးတွေမိမိကအကျမ်းမရင်းနဲ့ပတ်သက်တဲ့ဝေဒနာလေးကိုပို့ရပြီးဆိုင်စီခြင်းပါတယ်ဒီတော့ကံထောက်ပံ့ဖြစ်စေရေရရာကောင်းလေးဆရာမပေးခြင်းပါတယ်ဗုဒ္ဓဦးသားသမီးချစ်မိတ်ဆွေပြုလို့ဆောင်ရွက်မဲ့ရေရရာက ကြောင်ကလေးတွေကိုအစာဝဝလေးလေးကျွေးပြီးတော့ကုသိုလ်ယူခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာပြည်လည်သွားမိလို့တွေ့ရပါတယ်ရှင်။ကြာသာပရိသတ်တပိချင်းပိစုရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ကြာသာပရိသတ်တပိချင်းပိစုအလုတ်မှာမိမိအနေနဲ့တကယ်လို့ဆောင်တဲ့အခါမှာအခက်ခဲတွေကြုံရတယ်ဆိုပေမဲ့အောင်မြင်မှုတွေကိုရရှိစေမယ့်တပတ်တာလို့မြင်နေပါတယ်။တန်မှုကြီးသောပစ္စည်းများဝင်လာမစေရောက်ရှိလာမှာပဲတွေ့ရပါတယ်။ မိစေပေါင်းတဲ့ပတ်သက်ပြီးတော့ချစ်သူခင်သူတွေပေါ်လာမယ့်တပတ်တာပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်များစီစဉ်ညွှန်ကြားတဲ့အခါအစီအပြေပင်အောင်မြင်စေပင်မိမိအနေနဲ့အေးဝဲချင်တာလားအေးရောက်ချင်တာလားဒီလိုကိစ္စတွေစကားပြောဆိုတဲ့အခါမှာလည်းကိုပြောတဲ့အတိုင်းပဲနှုတ်ကလည်းအာဝဇင်းရွှေပြီးတော့မှတိတိယယောက်ပြောနိုင်တယ်လို့တွေ့ရပါတယ်။စီဘူးသားချင်းစီကတရေကောင်းတွေကြားတတ်ပါတယ်။အကူကြီးကောင်းတွေထောက်ပံ့ကောင်းတွေရရှိစီမဲ့တပတ်တာလို့မြင်ပါတယ်။ ရဲအရင်ရဲ့အတိုက်ခိုက်လုံးဝမရှိပါဘူးရှင်အချီးနဲ့ပတ်သက်ပြီးတော့မျက်နှာအလွန်ပွင့်လန်းနေပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာယာတော့အိမ်တော်ကြီးလို့မြင်နေပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့ view site ပါအထိုက်အထမကောင်းတာလေးတွေဖြစ်တတ်ပါတယ်။အဲ့တော့အဓိကတော့ခါချောညက်တာနောက်ပြီးတော့တင်းမဆုံချောညက်တာလေးတွေကိုသတိထားပေးပါနော်။ အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့မိမိထက်သူတစ်ပါးကိစ္စတွေကိုအမြဲတမ်းပုံပန်နေရတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့မအေးချမ်းသေးဘူးလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့ကံအားနေပါတယ်။ဒုပေမဲ့ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ကိုယ်တလုံးကိုထီထိုးကန်ဆန်းလို့ရပါတယ်။ငွေကြီးလက်လာပါများပွင့်လန်းစီပဲတပတ်တာရှင်လန်းစီပဲတပတ်တာမပြုံလင်းသောငွေအစုလိုက်ပုံလိုက်ရဖို့လည်းတွေ့နေရပါတယ်။ အောင်းနဲ့ပတ်သက်ပြီးတော့ကိုပိုင်ဆရာလေးချုံကိုပြီးကြည့်လိုက်တဲ့အခါမိမိသည်ကိုပါလေးပဲလုံလို့ကိုလုံးတဲ့ကိစ္စရဲ့တိုင်းမှာအဖက်ဖက်ကနေကိုကြီးကောင်းထောက်ပံ့ကောင်းနေရဘူးတော့ရှိတယ်။ဒို့ပင်ပဲကိုကလုံလိုက်တော့မေးဆိုတာနဲ့အဖြက်ပေါင်းစုံပေါ်လာတတ်ပါတယ်။ဒါတော့ဘလို့အဖြက်မျိုးပဲရှိနေပါစေဘလို့အခက်ခဲမျိုးပဲရှိနေပါစေလုတ်ဆရာရှိတဲ့ကိစ္စကိုဒီဇိုင်းမမတ်ကလေးလုတ်ဆောင်သွားပြီဆိုရင်ပို့ပြီးတော့အောင်မြင်စေမဲ့တပတ်တာပါဒီတော့ဂျာတာဘီတာတမီချစ်ပြီဆိုရင် ကံထောက်ပံ့ပစ္စည်းတွေရေရာကောင်းလေးဆရာမပေးချင်ပါသေး။ဇာတာပိသားသမီးချင်းပိဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာလေးကမိမိရဲ့အိမ်ဖျားတော်၎င်းဝေးနေတော်တော်၎င်းထီးဖြူအသေးလေးတွေငါလက်လူတန်းချင်းဖြင့်ခက်ခဲနေသောတပတ်တာပြည်လေသွားပြီလို့တွေ့ရပါလိမ့်ရှင်။တောက်ကြသားသမီးချင်းပိဆွေရဲ့အလုပ်ကံကလည်းစတင်ဟောပြောပေးပါမယ်ဖြစ်ပါလိမ့်ရှင်။ တောက်ကြသားတပည့်ချင်းပိတ်ဆွေအင်မတန်မအလုတ်ကံဒီကောင်းနေပါတယ်အလုတ်မရသေးတဲ့သူကလည်းအလုတ်ရဖို့ရှိနေပါတယ်ငွေကြီးကိစ္စလေးတွေလည်းအဆင်ပြေပဲတပတ်တာလို့မြင်နေပါတယ်တံမိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ်ခီးကံလေးအရန်ကောင်းနေတယ်မမျော်လင့်တော့ခီးလေးတွေသွားတက်တယ်အဲ့ဒီခီးဟာပျော်ရွှင်ဝယ်ရခီးဖြစ်တတ်ပါတယ်အိမ်ကိစ္စကြီးစီစဉ်ရတဲ့အခါမှာခေါင်းရှုပ်စရာအာရုံနှောက်စရာလေးဂျုံရတတ်ပါတယ် ရန်အန်ဒီရဲ့တိုက်ခိုက်လုံးဝလုံးဝမတွေ့ရပါဘူးရှင်အချီအီးနဲ့ပတ်သက်ပြီးတော့အချစ်တစ်တီတူလာတက်တဲ့မျက်နှာအရင်ပွေနေတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာရတော့အိမ်တော်ကြီးတို့မြင်နေပါတယ်ကျမကြီးနဲ့ပတ်သက်တော့ဘီယူဆိုင်ပါအဓိကတော့ကျမကြီးကကိုလက်နိုင်ကျေကြိုက်ခဲ့တဲ့ဝေဒနာလေးခံစားရတဲ့ပါလေအေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့ဗာလိပဲလို့လို့အမြဲတမ်းတဲတိရေပိုလေးတွေလောက်ရတာမျိုးလေးဖြစ်တဲ့ပါလေ ကန်နဲ့ပတ်သက်ရင်တော့အားနေပါတယ်။ဒါ့ပြင်ပဲထီထိုးကန်ဆဲခြင်းနဲ့ဆိုရင်တော့ရှစ်တလုံးထီထိုးကန်ဆဲလို့ရပါတယ်။ငွေကြီးလက်လာပါများဖွင့်လန်းလာမယ်။ဒါ့ပြင်ပဲမိမိလက်ထဲမှာငွေမပြေးတာမျိုးလေးဖြစ်တတ်တယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပုံပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါကိုကိုတိုင်းကလည်းပဲတစ်ဖက်သူကိုပြောတာဆိုတာလေးတွေမှာနည်းနည်းသတိထားပါ။မိမိရဲ့အပြောဆိုလေးတွေကြောင့်တစ်ဖက်သူကမိမိကိုတန်တရားဝင်တာနောက်အထင်မြင်မှားတာမျိုးလေးခံရတတ်ပါတယ်။ဒီတော့ကန်ထောက်ဖက်ဖြစ်စီတဲ့ တရားကောင်းလေးကိုဆရာမကပေးချင်ပါတယ်။ကြောက်ကြတာသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ယရိယာကအိမ်နာပတ်ဝန်းကျင်မှာရှိနေတဲ့တကြီးရွယ်အိုတွေကိုစီးဝါးတက်စာလူလန်းချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားပြီတို့တွေ့ရပါတယ်ရှင်။စနီတာသမီးချင်းမိတ်ဆွေရဲ့လုပ်ကိုင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။စနီတာသမီးချင်းမိတ်ဆွေအလုတ်ကိုင်းဒီအင်မတန်မှကောင်းနေပါတယ်။နာမည်ကုန်တရင်တွေတက်ပက်တပက်တာလို့လည်းတွေ့ရပါတယ်။ တန်မိုးကြီးသောပြည်စီများဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းထင်တဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာသတင်းများချမ်းရတတ်ပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့ဆိတ်ရှုပ်စရာတွေကြုံရတတ်ပါတယ်။ရှင်မျိုးသားချင်းစီမှအကူအညီကောင်းတွေထောက်ပံ့ကောင်းတွေကြံ့ကြံ့ကောင်းတွေရရှိစေမယ့်တပတ်တာပါ။ရန်အနေနဲ့လုံးဝလုံးဝမတွေ့ရပါဘူးရှင်မိမိအနေနဲ့ရန်အတိုက်အခံမရှိတဲ့အပြင်ချစ်သူခင်သူပေါ်လာပဲတပတ်တာလို့တွေ့ရပါတယ် အခြေအနေနဲ့ပတ်သက်ပြီးတော့အင်တာမမျက်နှာတွေပွင့်နေတယ်ဆန်းပွင့်နေတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာရသောအိမ်တော်ကြီးလို့မြင်ပါတယ်။ကျမ်းမာကြီးနဲ့ပတ်သက်ရင်တော့ဂယူစိတ်ပါလက်တချမ်းဟာခန္ဓာကိုယ်တချမ်းပေါ့နော်ခန္ဓာကိုယ်တချမ်းရဲ့အဲဒီလက်တစ်ဖက်ဟာကိုက်ခဲနာကျင်နေတဲ့ဝေဒနာမျိုးတွေခံစားရတတ်ပါတယ်။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အရာရာမှာ ကိုယ်တည်ဥဆောင်နေရတာ ိုတီလုံးဆောင်နေရတယ်ဘာလေးပဲဖြစ်ဖြစ်ဥစည်းနေရတယ်သူဆိုရင်ပို့ပြီးတော့မှပင်ပန်းစရာတွေတစ်ခုပြီးတစ်ခုကြုံရတတ်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်။ထီထိုးကန်ဆန်းခြင်းနေဆိုရင်တော့သုံးတလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ဝေးကြီးလက်လာပါဗျာပွန်လန်းစီပဲတပတ်တာရွှင်လန်းစီပဲတပတ်တာလို့မြင်ပါတယ်ကံနဲ့ပတ်သက်တဲ့ငွေတွေအစုလိုက်ပုံလိုက်ဝင်လာမယ်လို့တွေ့ရပါတယ်အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိတီ ကိုလုံနေတန်လန်းနေကိုကမိသားစုအတွက်အလုပ်လုပ်နေတယ်ဒါမှမဟုတ်မိသားစုအတွက်ငွေချေးကိစ္စပြောဆိုနေရတယ်ဒီလိုကိစ္စရဲ့မျိုးမှာတစ်ခါတည်းတစ်ချိန်တည်းမပြီးဘဲနဲ့အချိန်ချင်းခါခါလှုပ်ဆောင်နေရတာမျိုးလေးတော့ကျုံ့ရတတ်ပါတယ်ဒီတော့စနေသားသမီးချင်းမိတ်ဆွေတို့အတွက်ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရည်အကောင်းလေးဆရာမပေးချင်ပါတယ်စနေသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ရည်ရည်ကမိမိနေအိမ်ကဘုရားမှာ တာကူဂျိုတပကံလူတိုင်းချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်